မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဆလာဗီဒာညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်မေလ၄ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းထောင်ရရှိခဲ့တဲ့အမြင့်ဆုံးဝေချိန်တွေကတော့နေပြည်တော်မှာ35ဒီဂရီဆယ်စီယပ်65ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့မှာ36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00နာရီခွဲချိန်မိုးလေဝသဂြိုလ်တုမှာဖိအင်ရရှိတဲ့ပွိုင်းအရကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့အနောက်အလယ်ပိုင်းတို့မှာတိမ်တတမှာတိမ်တို့ထက်နေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာတိမ်နှင်းငယ်ဖြစ်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ တနင်္သာရီနေ့သားစီမှာမိုးတိမ်တာများဖြစ်တွင်လျက်ရှိပြီးအစောပိုင်းမိုးတိမ်တာများရွေလျားအနေအားတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတိကျွေခြင်းစတဲ့မိုးလဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကျူတင်သတိပြုနိုင်မှရဲ့အကျဉ်းပြုရပါတယ်။ဇန်နဝါရီသားကြီးနဲ့ပြည်နယ်များမှာတိမ်တင့်တင့်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။မြမပင်လေပြင်းမှာလိုင်းတင့်တင့်ရှိပါမယ်။လိုင်းမြမမြမကံယူရန်တစ်လျှောက်နဲ့ ကန်လွန်ပင်လယ်ပြင်တို့မှာငါးပေမှရှစ်ပေကန်ရှိနိုင်ပါတယ်။နှပြန့်မွန်းတဲ့အချိန်ထိခက်မှန်းချက်များအနေနဲ့ကတော့တနင်္သာရီနေ့သားကြီးမှာနေရာနှံ့ပြန်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆက်စိမ်၊ကချင်ပြည်နယ်၊ဇကိုင်းနေသားကြီး၊မန္တလေးတိုင်းနေသားကြီး၊ရှမ်းပြည်နယ်၊အေရရီတိုင်းနေသားကြီးနဲ့ရန်ကုန်တိုင်းနေသားကြီးတို့မှာနေရာကျကျနေ၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းနေသားကြီး၊နေပြည်တော်၊ပဲခူးတိုင်းနေသားကြီးနဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြားမုတ်ထချုံရပါမယ်။ နေပြည်တော်နဲ့ဤတဝိုင်းမင်းပြန်အတွက်မိုးလွယ်သားချင်းနေခမန်းချက်မောင်းတိန်တင်တင်ဖြစ်ထွန်းပြီးမိုးထစ်ချုံရင်နေရာကွက်ကြောင်းမိုးရွာနိုင်ပါတယ်အမြင့်ဆုံးမူချိန်မှာ35ဒီဂရီဆယ်စီယက်65ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ25ဒီဂရီဆယ်စီယက်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ဤတဝိုင်းမင်းပြန်အတွက်မိုးလွယ်သားချင်းနေခမန်းချက်မောင်းတိန်တင်တင်ဖြစ်ထွန်းပြီးမိုးထစ်ချုံရင်နေရာကွက်ကြောင်းမိုးရွာနိုင်ပါတယ် အမြင့်ဆုံးဘူးချိန်မှာ36ဒီဂရီဆယ်စီယက်69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ25ဒီဂရီဆယ်စီယက်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နေတော်ဝိုင်းမြေပြန်တော်မိုးလဝတအခြေအနေခံမှန်းကြပါလိမ့်။တိမ်သက်တဲ့ဖြစ်ထွန်းပြီးမိုးထချုံရိပ်နေရာကွက်ကြားမိုးရွာနိုင်ပါတယ်။အမြင့်ဆုံးဘူးချိန်မှာ34ဒီဂရီဆယ်စီယက်63ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ23ဒီဂရီဆယ်စီယက်83ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ နောက်နေ့ရက်အတွက်ခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကန်နယ်ဒေသကြီးအထက်ပိုင်းချင်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရိုင်တန်းဒေသကြီးတို့မှာနေရာကျကျမှနေရာစစ်စိမ်မှုထစ်ချုံရောပါမယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မူလဝတ္ထုသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။